ရုတ်နိုင်ငံကိုချင်းမဲတဲ့သုတ်တံခဲ့တဲ့လုံကဂျိုးစိုးစင်းရတဲ့တတိယတော်ဟာတရုတ်မှာဂျိုးအဖြစ်ဆောင်သားခင်ရပါတယ်။ဂျိုးများစုကိုတရုတ်တက်တာကလူသားလိုက်တာဖြစ်ရှိရပါပါတယ်။ဂျိုးလူရဲမှာဂျီမီနိုလို့ခေါ်တဲ့လူငယ်လေးတယောက်ကသူ့ထံခဲ့တဲ့ခလေးတွေတော့ပါနေပါတယ်။ဂျီမီနိုကစစ်ပွဲမှာကောင်းလေးတယောက်ကိုခဲလိုက်ပြီးတယောက်ကလူတိုက်ခတ်ကြပါတယ်။အဲ့ဒီမဲ့သူ့တို့မြောက်ကိုလူတယောက်ကဆွဲချသွားပြီးမျက်နှာကိုတွေးနေပါလိုက်ပါတယ်။တေချီအောင်ဆောင်လာကဒီနေရာမှာအသက်ရှင်နေတဲ့တခုလီတော်ဒီလမ်းကိုအဲ့ဒီလိုကလေတေချီအောင်ဆောင်ပြီးအသက်တွေရလုခဲ့တာစစ်ပွဲပေါင်း၁၂ပွဲရှိပြီဖြစ်ပါတယ်။ ူနေလေးကလည်းသူပြောလို့တေချာဆောင်နေလိုက်တော့အသက်လေးကသွားပါလိမ့်။ဂျိုဆုံးတေးရသားတွေကိုတရုတ်တီရှောင်းသားတွေရဲ့ကောင်ကတိုင်းရင်းသားသားမဟုတ်ဘဲဂျိုဆုံးနိုင်ငံသားခင်စားတယောက်ဖြစ်ပါလိမ့်။ဂျီမီနိုတို့တို့ရောက်တဲ့အခွင့်အရေးရတယ်ပပီလာခဲ့ကြပါလိမ့်။နေ့နေ့ရဲ့ကြာမှာတော့ဂျီမီနိုကဝေကောက်သားနဲ့ပုံလေးလျှောက်နေပါလိမ့်။ဒေဟာရှိတယောက်ဖြစ်လာတာတော့မဟုတ်ဘဲဘေးရန်တာလိုက်ကရှုံရုံနေလာကိုရာဖြစ်ပါလိမ့်။နန်းတွင်းအောက်ပြေးပြီးတော့ဒီမစိုးရအောင်ဆောင်ပြီးဖြစ်ပါလိမ့်။ဂျီမီနိုနဲ့ခပီးရဲ့အခက်အခဲတွေဝင်ပြီးဒီမစိုးဝေသားတွေကိုဗီဒီယို လို့ဘယ်သူမှမကြည့်ရဘူးကြီးပါလွန်နေထိုင်လိုက်ပေမဲ့အချွေရလို့ရသူ့နောက်ကနေခွာထားအောင်လဲခါသားလေးကိုတိုက်ပတ်နေပါလေခိုင်းရတဲ့အားလုံးကိုနေခဲ့ခါကြီးအချွေရလို့ရက်ချေချက်ကိုအခန်းတစ်ခုလည်းပုံသွားလိုက်ပါလေဖြစ်ချေတော့အဲ့ဒီအခန်းကမိကြီးအစီရေထိုးနေတဲ့အခန်းချင်းလေးလို့ရင်းနှီးလို့နဲ့အသက်လူကြီးဖြစ်ပြလာရပါလေမျိုးရဲမှလည်းသူ့ကိုပြင်းရထဲလို့အကုန်လုံးကဥတုနေကြပါလေလွတ်ပြီးထိုင်လိုက်ချိန်မှာပဲအရှာရှိတယောက်ကသူ့ကိုဖမ်းလိုက်ပြီးခုံရုံးကိုခေါ်သွားပါလေသူ့ခေါ်လာတဲ့ချွေတွေကိုတော့ဘေးအိမ်ကျန်ကိုတခြားရင်းမှတ်တွေကိုပြေးလိုက်ပါလေ တို့ကရွှေလေးကိုတည်လာရေးဒီတော့မဟုတ်ပဲအချိုးမကြီးဖြစ်နေတာသတိထားမိလို့ဖွင့်ကြည့်လိုက်တော့ကြောက်ခဲတွေဖြစ်နေပါလေတကယ်တော့ဗျာရှိဆိုတာကဂျင်းမီတို့နဲ့တပွဲလဲဝါတို့ကလည်းဖြစ်ပါလေလည်းတို့ရဲ့မတည်ခင်ကလူလိမ်းရောက်တစ်ခါလေးသွားမှနောက်ချမှသိလိုက်ရပါလေဂျင်းမီတို့ကမူသားတစ်ခေလို့နာမည်ပြရတာလေဒီနေရကူအောင်များသွားလို့ကျုလုပ်ခဲ့တဲ့လူလေးဖြစ်ပါလေနာမည်ကြီးမှုတစ်ခုကတပတ်ကိုစေးဝါရောက်တော့ဒါမဏိကလို့နေရောက်တဲ့အခုဖြစ်ပါလေအဲဆိုတော့မိအောင်ကျောင်းကလည်းခက်ခက်ခဲခဲဖန်လာရတဲ့ရှယ်နာကတ်ကိုတယောက်နဲ့မဟုတ်ဘူးဒီနဲ့သူ့သက်ကပြန်ကအများကြီးတစ်ထည်ကြီးပြောက်ကိုကျေးပြတော့အောင်လေးဆောင်သွားပါတယ် တတိကြီးခင်ဗျာဘိုးရွာလိုစိတ်ရောင်ရွှေထွက်ပါမှာတက်ဖဖြစ်နေမှာဒီပါလေတော့ကဘုန်းကြီးအောင်ဆောင်ပြီးစူတောင်းပြည့်ကြော်နေလည်းရောက်သွားမှုပါလေမမေအကြီးဆုံးမှုကတော့ဒေမီနိုကဘေးကလေးဖြစ်လာတော့ပြီးအရာရှိတယောက်ကိုလူသွားတာဖြစ်ပါလေအရာရှိကသူ့ကိုတန်းတန်းဆွဲပြီးပူချိပန်းလေးဝင်ပြီးတော့မှမိမလေးရဲ့အကူကအရာရှိကိုထိုးသိပြီးသူ့ညီမလေးကိုပြန်ခေါ်သွားပါလေဒါပေမဲ့တေးကြသုံးသားလောက်တန်းလေးရှိတဲ့ဆန္ဒတွေတော့ပါသွားပါလေအဲ့ဒီလူကခုချိန်ကြီးတော့ဒေမီနိုကိုရှောင်ကြမ်းတော့မသိနဲ့အကျူတစ်ပိုင်းတဲကွယ်နေရှာပါလေဘလို့ပဲရုပ်ပြထားပါသေးတယောက်ကချောချောတယောက်ကဝဝဝလူတွေကြီးအကူရှာခွေးရုပ်ကတဲတန်းရှာနေပါလေ ဂျင်းမီတို့ကတော့ဒိတ်ဟုတ်ကိုလိုပြီးလာတယ်သူတို့အိမ်ကိုပြန်ကြပါလိမ့်။တယောက်ကိုရောင်းစားခံရတဲ့ထဲကလူသမီးတယောက်ကလည်းသူတို့နဲ့အခွင့်ကြမ်းနေအခုတော့လူလူလတ်လတ်နေကြတော့လို့ရေးလိုက်နေပါလိမ့်။ဂျင်းမီတို့ကဲခဲ့တဲ့ခဲဟုတ်လို့ခေါ်တဲ့ကောင်လေးကလည်းသူတို့နဲ့အတူရှိနေတယ်လို့လေးယောက်ကြီးကြားဖြစ်ပါလိမ့်။ဘုရားကဆံလို့ရမရလို့ဆိုတော့မယ်။ဂျင်းမီတို့ကတော့ဆံရက်ကုန်ရဲ့ဒီတောက်တာကြောပါနေတတ်ပါလိမ့်။တော်တော့ကိုယ်လည်းဝေဒနာတရားကိုသိနေတော့တွေးရပြီးကြတဲ့ရဲ့ခင်ဝင်လျှောက်လာပြီးသူတို့နေရာကိုလူတောက်တဲ့တွေပြီးသွားလို့နိုင်လာပြီးတော့တဲ့တယ်လာပြောပါလေအားလုံးနဲ့ကြားရတဲ့လဲဖြစ်သွားပြီးဘုရားကလည်းဆက်ပြေးဖို့သူ့ပစံတွေကိုပြေးပါပါလေ ဒါပေမဲ့ခေုံကသူ့ကိုယ်ကိုလူနေလို့မရဘူးဆိုတာသတိကြခြင်းလို့တစ်ဖွဲ့လုံးကိုလေ့ကျပြီးသိအောင်ရဖြစ်ပါတယ်။ခေုံကိုခလေးတယောက်လိုပဲသဘောထားပြီးမှချစ်ကြလို့သူတို့ရဲ့လူနေတဲ့ထဲမသွေးချင်တာနဲ့ဂင်းကြီးတို့ကအဖွဲ့ရုပ်ဝင်တယ်သူ့ကိုအယူလုံနိုင်ပါရမယ်လို့ပြောမှုပါလေ။အခုတော့သူတို့၃ယောက်လုံးကိုအယူလုံနိုင်လိုက်လို့ဂင်းကြီးတို့နဲ့သူ့ကြီးကိုလူနေလို့ကိုသဘောတူလိုက်ရပါတယ်။အရင်ဆုံးခေုံကိုလူချမ်းသာအရာရှိတွေနဲ့သူ့ကိုပေးတတ်ဖို့သင်ပေးပြီးသူ့လိုပဲအထက်တက်တက်နေလို့စေလူရဲ့အောင်ဆောင်နေပေးထားပါလေ။ ထမဆုံးလုပ်တာဂျပန်တွင်ကိုခေါင်းပြတတ်ခဲ့တဲ့တစ်တူကြီးရဲ့သမိုင်းဝင်သားကိုတစ်တူကြီးရဲ့လူသက်လူငယ်လေးကအခုစိတ်ကူကိုပတ်သက်လာတဲ့အဆုံးဆုံးရောက်ရတာဖြစ်ပါတယ်။ဒါကိုအားလုံးနဲ့နေရောင်းနိုင်ခဲ့လို့ဂေဦးကအရှင်ပြောနေပါတယ်။ဂျာရဲ့ပတ်သက်လို့မတုံးပဲပတ်သက်ကြကြည့်ရတာနဲ့တရုတ်မှာရောက်ခန့်ခံထားရတဲ့သူတို့လူတွေကိုပြန်ဝယ်ဖို့ပြောင်းလဲချင်တယ်ဆိုထားပါတယ်။တရုတ်မှာတော့ဂျီလီလုံးကသူတို့ရဲ့နောက်လုံးမဲ့လို့ကိုပြောချပြသွားပါတယ်။မြို့ထဲမှာသိရွက်ကြီးကအရှင်စီကောက်နေပါတယ်။အကောင်းဆုံးသိရွက်ကြီးတွေကိုပြည်ဝဲမှာမတုံးပဲတရုတ်ကိုလေးပဲလို့အဲ့အရာတွေကိုဒါကိုနိုင်ရင်ဘေးမှန်တာတိုက်ကကိုထားတဲ့ဆိုတဲ့သုံးစားပေါ်ရမှာဖြစ်ပါတယ်။ တနိုင်ငံလုံးကသိရကြီးကုန်ပဲလို့ကိုအမက်စိုးနေအောင်တို့တွေကချုပ်ကန်ထားပါလိသူတို့ကဘယ်နဲ့ချောင်းလိုက်ပေါ်ရင်းကတော့စားနေကြတိုင်းမှာဘယ်နဲ့ဆာစားပြီးရတယ်သိရကြီးကိုတော့မှတဏီကောလို့လို့ပါလိအလုပ်ကြီးရတော့စောင့်ကြတိုင်းမှာစောင့်စားပြီးမှပြန်လေးရှိပါလိသိရကြီးကိုတော့ဘုံနဲ့ပတ်ချောင်းပြီးအဆောက်အအုံလို့ကိုကိုဖြစ်နိုင်လို့တည်ပြန်ပေးပါလိဘုံရောင်းတဲ့ဝင်လို့ဆိုစိုးရရကိုယ်တိုင်းသူ့ပြင်ရဲ့တစိကောင်းလို့ဒီတစိကောင်းရဖို့ကဘေးရွှေခိုးတာဖြစ်တော့ခက်တယ်လို့ဘုံကကပြောပါလိဒါပေမဲ့ဂျေဒီလုံးကတော့အကျဉ်းရှိနေပါလိနှစ်ယောက်လုံးကရုပ်ချက်ပြီးစိုးရရလာတဲ့စောင့်ကြတိုင်းမှာတော်တော်နေပါလိ ဆိုရင်အလုပ်ပေးရလာတော့ခင်ဗျားတို့ကစောင်းကြတဲ့အမှုလုံးကိုသူတို့အပြတ်ကားထားလို့နောက်နေရာစားလိုက်ရင်ရဲရဲကားကားနဲ့တို့ပါလေဆိုရင်ရောက်လာတာလည်းဒီလိုအကြောခံတဲ့ကောင်မျိုးဖြစ်တော့ခင်ဗျားတို့ကဘိုင်ဝတ်ချမယ်လို့ဆင်ခေါ်လိုက်ပါလေရှုံးတဲ့တက်တာဒီနေ့တော့တာရှင်းလေးလို့ပြောတော့ဆိုရင်ရောက်လိုက်လက်ခံလိုက်ပြီးသူတို့ဘက်ကကြီးလို့ကောင်ကိုထုတ်လိုက်ပါလေခင်ဗျားတို့ကလည်းအားကြမခံဘုကံကိုထုတ်လိုက်ဘုကံကအချက်တည်းနဲ့မရှိမလားရှုံးသွားပါလေခင်ဗျားတို့လည်းအောက်တက်တဲ့တညာလို့တာရှင်းပြလိုက်ရပါလေဆိုရင်ရောက်ကလက်ထက်တစ်ပိုင်းမှာကြည်ကြည်နဲ့နဲ့ပြီးစိတ်လုံးထုတ်ပေးလိုက်တော့သူတို့လည်းထုတ်ချင်လာရပါပါလေ ဒီလိုတော့ဒသိတော်ဘက်သားကိုအာလူနဲ့အကြံပြုခဲ့ပြီးအတူပါလိုက်ပါလေဒသိရတော့အသက်ရှိတဲ့ညတွေကိုထောက်ပြီးရလာတဲ့ရှင်ကိုတရုတ်ရိုးရသက်ကိုယ်တော်ကြီးအတိုင်းဖျက်ရလေးတွေဖြစ်အောင်ခြောက်ခံပါလေကျေးဇူးရရှိတာအားလုံးကျေးဇူးတင်ပါတော့စီးရကြီးကိုခုခုသွားကြပါလေအရှင်ဆုံးဂေအိုးကိုအထင်အရှားမြကြီးလေးတယောက်ကြီးစာပေးခံလိုက်ပါလေဒီလိုတော့ဂေအိုးကိုဒီအင်းကြီးလိုသဘောထားလို့သူတို့လိုလူနေတွေကြီးကလည်းဂေအိုးထပ်သွားအောင်စီစဉ်ထားတာဖြစ်ပါလေအဲ့တော့စောရီရကလူဝင်သားနေတာမင်းသားတိုင်းမှာစပုံမှုကိုရုတ်ချောချောလေးနဲ့အာရုံပဲစက်ပြုတ်ဦးလေးကိုဝက်တော်ဖေးလေးပတ်ထည့်လိုက်ပါလေ ိတ်ရကြီးကိုရောင်းနေလို့လေကော်ပြီးတဲ့စိတ်ကောင်းသွားနေတန်တရာကြီးကိုဝင်ရသွားပါလေစိတ်ရကြီးတွေကိုဖောက်ပြင်းနေအတိတ်ကလည်းဖတ်နေထဲလိုက်နေတာကိုတွေ့တော့အဆမေကအခုဆက်ဖြစ်ပြီးကြည်နေကြပါလေဒီမီနော်နဲ့ဒါကတရုတ်ကရခဲ့တဲ့ဒီဖြစ်ပြီးစိတ်ရတဲ့တာရတဲ့ထက်ကောင်းကိုအဆောက်တွေကိုလည်းသဘောကောင်းောင်းနဲ့တလေးတော့ထူတော့ခံရပါလေအဆောက်တွေလည်းဒီကြီးတဲ့စိတ်ရကိုဒီမြာရှိတာကြောင့်ဒီမီနော်တွေလေးရဲ့အတိုင်းလေးတစ်ပါးတော့ရှာရပါလေတရုတ်ကတော့စိတ်မတော့တဲ့လို့တောက်တယ်ပဲတောက်တဲ့လူကပြည်လဲကုန်ပါလေငမှုပဲကြံခဲ့တဲ့ကောင်ကတော့အနာခံရတယ်မှာဖြစ်သွားပါလေ သူတို့ရဲ့ရှိသမျှတိရွတ်ကြီးတွေကိုတည်သွားပြီးတဲ့အထိသောတယ်ရောက်တဲ့ပြည်သူတွေခင်ဗျားတို့အပြိုင်အတိုင်းဝင်သွားနေကြလို့ဖြစ်ပါလေတစ်ဖက်မှာဂေယုံကသူ့ကိုခိုက်တာလို့အထက်တိုင်းကိုစားသွားပေးပါလေအထက်တိုင်းကလူကတာဝန်သူ့ကိုပဲပြန်ပြန်ခိုင်းလိုက်တော့ဂေမီတို့ကဂေယုံကိုသူ့ရသူပြန်ဂျီဝဲကြီးမိသားစုနဲ့အိတ်သိတွေတော့ကိုရှင်းထားတာဖြစ်နေပါလေဒါပေမဲ့ဂေယုံကမိသားစုဆိုလို့ဂေမီတို့လိုပဲရှိတာဖြစ်ပါလေအဲ့ဒါကြောင့်ဇွမ်းမပြမဲ့သူ့ကိုနောက်လိုက်လာပါလေသောတယ်ရောက်လူတွေကလည်းတိရွတ်ကြီးတွေကိုခိုင်းရတာတိတိကျကျလိုက်ကြပါလေတယောက်ကိုတိရွတ်ကြီးရောက်ပေးတဲ့ပွဲသားကတယောက်ပဲရှိတာကြောင့်အဲ့ဒီပွဲသားကိုလိုက်လာပါလေ သောရံလူတွေမရောက်ခင်ဘုဒ္ဓနာပွဲစားကိုသိရစီပါလေလို့ခေါ်သွားပါတယ်။ဂေယုံကလည်းပွဲစားရင်ကြောက်လာချိန်မှာသောရံလူတွေကလည်းတက်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 ကြောက်လာကြပါလေ။ဂေမီတို့ပေးထားတဲ့ရတောင်ကြောင့်ဘုရောင်သားကသူ့ကိုဂေမီလိုလို့ထင်သွားပြီးသိစကြပါလေ။ပွဲစားကလည်းဂေမီတို့ကိုသိစာဖောက်ပြီးအရှက်ရှိတွေကိုကြောက်ကြထားတာကြောင့်ဂေမီလိုလို့ကသိရစီတွေကိုပြီးရှုံပြီးဖြစ်ပြီးပါလေ။သူတို့တယောက်ကအရှက်ရှိတွေကိုအယူလုပ်နိုင်လိုက်ပေမဲ့ဂေယုံကတော့သိနေခံရပါလေ။သိရစီတွေကိုပြီးရှုံပြီးဖြစ်ခံရရတော့ဒါပေကိုယ်တော်ဝီးတော့ပြီးရင်သူ့ကိုတတ်ပါလို့ခေါင်းဆောင်ကရှင်ယူနေပါလေ။ ဂျေမီနိုတို့ကမမီဝဲအားနေချောက်ကြည့်နေအောင်ခဲဟုတ်ပြီးသွားပါလိမ့်။အဲ့ဒီလေအားလုံးရဲ့အထူးကဖြစ်တဲ့ဥယျော်ဆိုလို့ရှားလာပါလိမ့်။ဥယျော်ဆိုတာကဂျိုးစုံတရားတွေကိုတရုတ်တုံဖြစ်ရောင်းတဲ့တစ်သာပေါင်းနဲ့သားတော်ဖြစ်နေရာကိုဂျေမီနိုတို့သိလိုက်ရပါလိမ့်။သူကဂျေအောင်ကဘူသားတစ်ခေတ်ဘုံမှန်တီလို့ဆိုင်နေစစ်တော့ဂျီမီနိုကိုလေးစားအကြရတဲ့ဂျေအောင်ကဘလောက်ပဲပြီးဘူသားတစ်ခေတ်ခင်းနေလို့ဆိုတာသူ့ပဲလို့ဖြစ်နေပါလေ။လေးစားမှုကြီးတော့လည်းဂျေအောင်ကိုတဖို့သိပေးလိုက်ပါလေ။သူ့ညီကိုကဲဖို့လုပ်နေတဲ့ဂျီမီနိုကိုလူရင်းရမလို့မအောင်ပြလို့ဘူသားကဆွဲထားပါလေ။ ဦးကြီးတော်ကတော့ဂျင်းမီတို့အစ်စ်ကိုရှာလို့ဒီဒီဒီပြန်သွားပါတယ်။ဂျင်းမီတို့ကသူ့ရဲ့သိရှိမှလည်းသူ့ညီတက်ခံလာရတဲ့အတွက်ဦးကြီးတော်ကိုကလေးသားချေကိုဆုံးဖြတ်လိုက်ပါတယ်။ဦးကြီးတော်ကသိရဲ့ဒီလိုတုံ့ပြန်သွားတဲ့အတွက်နောက်နေ့သိရဲ့ဒီလိုရအောင်ဒေသမားတွေသမားဆိုင်ထားတဲ့ဒီလိုကောင်းရင်ချေချေအောင်စောင့်မယ်။မတရားဖြစ်တဲ့သိရဲ့ကြီးကိုစိုက်ပါတယ်။လေသမားတွေတို့ခါရောက်လို့ဘင်းကသိရတိတိုက်တာကိုတာဝန်ပေးထုတ်မိမယ်အမတ်တွေကပါဦးကြီးတော်ကိုပြန်ဆန်ရေးကြပဲဦးကြီးတော်ဘက်တော်သားတွေဖြစ်နေရတဲ့ဘင်းတော့ဘာမှမတတ်နိုင်တဲ့အခြေအနေရောက်နေပါလေ မင်းဖြစ်နေတာကဦးကြီးရော်ရဲ့အနာကိုမှန်းမှုနိုင်လို့စိတ်ကြီးနေရောဒီနေ့ရဲ့အားရှိတာမျိုးပဲအောင်တဲ့ပညာရှင်ကမိကြီးတဲ့လူကိုဖိတောက်လာပါလေ။တစ်ဖက်မှာဂျီမီတို့ကလည်းဦးကြီးရော်ကိုဖြုတ်ချမှုအကြံစီနဲ့မြေလေးကြီးတို့ကိုဝင်လိုက်ပါလေ။ကြီးသုံးတော်ကိုသက်သက်တက်လက်ကိုလည်းဝင်ထားပါလေ။ဒီတော့ကဦးကြီးရော်ရဲ့အားကိုတိုက်လို့ရအောင်ဦးကြီးရော်သက်သက်ပေးထားတဲ့ဒိမ့်လာလေးတရားကိုချိတ်ကပ်ဖို့ကြိုးစားပါလေ။ဂျူလာကိုဦးကြီးရော်ကတရုတ်ရာရှိကိုသက်သက်ကိုစောင့်ကြနေမှသိချင်ပြထားတာဖြစ်ပါလေ။သူမြင်ပေးနေတဲ့အရာကြားလို့ရှင်းရှင်းကားကားမဟုတ်ပဲရှင်းရှင်းပြီးကြပြတဲ့ကြင်ကိုဂျူလာကလည်းပြောကြပြီးပါလေ။ ဂျူရောင်းကိုကြောင်းနေရောဥယျော်နဲ့တက်တဲ့လို့တော့သူ့အစီအစဉ်တာဥယျော်သူ့ကိုသတိထားမိအောင်လုပ်သွားပါလိမ့်။ဒီမီတို့ကသိရကြည့်ရောကမှလည်းမြေလေးဟာကိုစိတ်ဝင်စားဖို့ကောင်းသတိထားတာကြောင့်ဥယျော်ရဲ့လူကမြေလေးဟာကိုလည်းကြည့်ပါလေ။သူတို့ရောက်လာတာလည်းအင်းရှင်ဘုရားကအသေးအတာမှထုတ်ပါလိမ့်။ဥယျော်ရဲ့လူလည်းကိုစိတ်ဝင်စားသွားပြီးဘုရားနောက်လိုက်ချောင်းတော့ဘုရားကမြေထဲမှာဆွေးကြည့်နေပါလေ။ရစ်ဆက်နေပါလေဆွေးနာနေကြတဲ့အခါဒီမြေဟာဆွေးထွက်တဲ့မြေဆိုတာသိလိုက်ပါလိမ့်။အဲ့ဒီကလေးကိုဥယျော်ပြီးတော့ကိုယ်နိုင်ငံကြီးဘုရားကိုဖတ်ပါလေ။ ီမြင့်ထဲမှာရွှေရွှေလန်းကြီးရှိလာလို့ပြီးတော့ဘုရားကသူမသိဘူးသူတခင်လေးအမိန့်နဲ့ဒီမြင့်ကိုတောင်းနေရလို့ပဲရွှေရွှေတသားဖြစ်ပါတယ်။အဲ့ဒီမဲ့တခင်လေးဤလိုရှားလာတော့ဦးကြီးတော်ကတာဝန်တိုင်းမျိုးသက်ပြီးတူသွားပါလေ။မြေမရတဲ့ရင်းနေသူလာပြီးတက်ကြည့်တော့လေရွှေသားလေးကိုတွေ့လာတယ်။ဦးကြီးတော်ကရွှေခွက်တဲ့မြေကိုပါရဖို့ကြိုးစားပါတော့လေ။အရှင်ဆုံးတခင်လေးဤတော်နဲ့ရည်ရည်မှုရအောင်လုပ်ပါလေ။ဤတော်ကမြေကိုသူ့ပိုင်ကြောင့်ပြောတော့ဦးကြီးတော်လည်းစိတ်ဝင်စားသွားပါလေ။အိမ်ပိုင်ချပိုင်ကမစမ်းနေနဲ့တဘာဝအတိုင်းရှိနေတဲ့လေးကိုပိုင်နေဆိုတာကတော့မကြဘူးလို့တိကျမေးကြည့်တော့အင်းတို့ကသူ့မိသားစုရဲ့သမိုင်းကိုရှင်းပြပါလေ တစ်ချိန်လုံးကဘီကြီးတက်ချီလာတဲ့လမ်းမှာဒီမြက်ကသာမရှိခရုံးရှိတဲ့ကန်လက်ခံနေပါလိမ့်။ဘီကြီးနဲ့တော်ဝင်တဲ့အခက်အခဲဖြစ်နေချိန်မှာအီနိုရဲ့ဘိုးဘေးကြီးကတစ်ဖောင်တွေကိုတန်းစီပြီးကျိုးနေဆက်ဘီကြီးမြေပေါ်လာအောင်ပြေးပြမလို့ပဲတက်တခုလုံးမြေကိုဖြတ်ကူးနိုင်အောင်ဒလာထိုးပေးခဲ့ပါလိမ့်။အဲဒါကြောင့်လည်းဘီကြီးကအမွေရခဲ့ပါလိမ့်။သူ့ဘိုးဘေးရဲ့အကျိုးဆောင်မှုကိုကျေးဇူးတင်တဲ့အနေနဲ့ဘီကြီးကမြေကိုဘိုးစီပေါင်းဆက်အပိုင်စားပေးခဲ့ပါလိမ့်။ဒီကိုပိုက်ဆိုင်ရောက်ထောက်ထားပြီးကိုကြပါမယ်။လွယ်လွယ်တူတူတဲ့ဦးရောကလမ်းမှာသမိုင်းထောက်ထားလို့ကြာရှာပါလိမ့်။ တော်ဝင်စားကြည့်လိုက်ကဒီကြီးနဲ့တာဝန်ရှိမှတွေပဲဝင်လို့ရပါမယ်။ဦးကြီးတော်အတွက်တော့တိတ်ခတ်တယ်မလို့လေအထောက်အထားတွေရှင်းလိုက်လည်းပါတယ်။မြင့်နေတဲ့မှာလည်းရွှေတော်ရှိမရှိသေးကြအောင်လိုက်ဖို့ကြွတ်ကျင်တဲ့ရွှေပညာရှင်တွေကိုလှုပ်လိုက်ပါတယ်။ဒီလောက်ထိစစ်ဆေးရမယ်ဖြစ်လို့ရွှေတွေကိုပြည့်တက်လာပဲကျေထားမိတဲ့ပုံစံကတော့တိုက်ပတ်နေပါတယ်။ကံကောင်းပါပဲအရှင်လုံးကဘေးရန္တရာတိုက်ကပို့ခဲ့တဲ့ရွှေတွေလုံးကျန်နေသေးတာကြောင့်အရှင်ထော်ပြီးမြင့်နေတဲ့ပတ်ကျေလိုက်ပါတယ်။စစ်စေးရဲ့ဘက်ကနေရာတိုင်းမှာရှာလိုက်တဲ့ရွှေမတွေးကိုပြန်တော့မဲ့ချိန်ထားတယ်။ရွှေသားတွေနားလေးဝေးလိုက်ရလို့ဒီနေ့မှာရွှေကြောကြီးကြီးပြေလာပေါ့ရှိနေဆိုတာအပြုလိုက်ပါလေ။တမိုင်းထောက်တာကလည်းမြင့် အချက်အလက်အတိအကျကိုရှင်းပြပါတယ်။တစ်ခါမှာဘူရကသူ့ကိုတိစ္ဆာပေါက်သွားတဲ့ကွဲသားစီကိုသွားပြီးနောက်တစ်ခါဖက်တိစ္ဆာပေါက်ခိုင်းပါတယ်။သူတို့နဲ့ပတ်သက်တဲ့ခရီးတွေကိုအရာရှိကိုတောင်းပေးခိုင်းတော့ကွဲသားလေးလက်ခံလိုက်ပါတယ်။ဒီလိုကလူသားသူကြတဲ့မှာဂျူယောင်းတော်အသေးတန်နိုင်နေပါတယ်။ဂျူယောင်းကိုယူမှုကြိုက်နေတယ်လို့ဦးကြီးတော်တရားတမိန်လုံးယူနေတာဖြစ်ပါတယ်။ဦးကြီးတော်ကအီရွန်နဲ့ထက်တွေ့ရင်ကိုချောင်းပြောပါတယ်။အင်းတို့ကတော့ဘိုးဘာကတည်းကရှောက်ဖို့အစီအစဉ်မရှိသေးတဲ့အပြင်မြေထဲမှာရွှေ့ချင်လိုက်လို့ဆဲဆောက်နေတဲ့အကြောင်းကိုလည်းပြောပြလိုက်ပါလိမ့်။ ရင်ထဲမှာတွေ့ရှိရတာပါမန်ရင်သားတွေမှာတွေ့လို့ပဲမရှိတာကြောင့်သူ့ဝက်ရှိတဲ့သူကိုရှောင်ပေးဖို့ပြီးတော့ကပြောပြပါမယ်။ဒါပေမဲ့ဤတော်ကားတော့ဘူးလေနောက်နေ့ရက်နေ့အပြေးပေးမယ်လို့ထင်ထားလိုက်ပါတယ်။တစ်ဖက်မှာပွဲသားကဘူသားတစ်ခေတ်ကြီးလို့ရစ်ကိုလည်းရောက်ပြီးဒီလိုင်းလမ်းကားတွေဖတ်ပြတော့မယ်လို့ရှောင်ပွဲအုပ်ကိုတင်လာပြပါတယ်။အဲ့ဒီကမှာတခင်လေးဤတော်ကဂျူယောင်းတဲ့နေ့ရောဦးဤတော်နဲ့သူ့လူတွေကြောက်လာပြီးတရားလုံးကိုဖတ်သွားပါတယ်။ဦးဤတော်ကစဉ်းစားနေပြပါတယ်လို့ဒီပဲလူချင်းတဲ့ကိုချက်ချင်းရအောင်ဆက်တဲ့လူသားမျိုးဖြစ်ပါတယ်။မြစ်ကိုရောက်ဂျူယောင်းရဲ့ဘဝနဲ့ချိန်ထောက်လာတဲ့အခါမှာတော့ဤတော်နဲ့ဘာမှမတက်တာတော့လည်းရှောင်ရရပါတယ်။ ောက်နေ့ညပင်းမှာပဲညောင်းစာချုပ်ထူကြပါလေ။ကိုကြီးတော်ကသူ့စည်းဝတ်ကြီးကိုရောက်သွားတဲ့ဘုရားတခင်နဲ့ပတ်သက်တဲ့နဂရောကိုဖမ်းမိထားပါလေ။ကြားထားတဲ့ဇနီးတွေကသူ့ကိုလည်းဘုရားတခင်ကိုတရားရှိနေတာကြောင့်နဂရောကိုခေါ်လာပြီးသူ့တို့ရှိပါလေရောက်ရှိလို့ပါလေ။ဂျာတွယောက်ကလည်းပွဲနာကလေးပေးလို့ဘုရားတခင်ကိုဖမ်းပြီးအေကန်ကိုလာပြီးပါလေ။နဂရောကအတိတ်ကြီးဘုရားတခင်ကဘူးလဲဆိုတာပြလို့ချိန်ချောက်တော့နဂရောကဂျာတွယောက်ကိုလည်းပို့ထုတ်ပြလိုက်ပါလေ။ကိုကြီးတော်ရဲ့တပည့်တွေလည်းဂျာတွယောက်ကိုတကယ်ပဲဘုရားတခင်ကိုထင်ပြီးတိုက်ခိုက်ကြပါလေ။ နှစ်ဖွဲတိုက်ခိုက်နေလို့ရုပ်ပြသွားတော့မှအင်းတော့ကဦးရီတော်ကိုဘူသားတကယ်ဆိုတာသူပဲလို့ပြောပြပြီးနောက်ကချက်ချင်းလိုက်မလာရဲအောင်နည်းနည်းတစ်ချက်ဖောက်ပြီးဖြစ်ပြီးပါလေသူတို့ကနေတဲ့ဖက်ပြီးတော့ဦးရီတော်ရဲ့သူကလည်းရှင်းနေလိုက်တာပါလေအင်းတော့ကသူတို့နေရဲ့ဆွဲလိုက်တဲ့ချိုးကိုဒုတိယဂျီနရယ်ထပ်သုံးလိုက်ပါလေဒါပေမဲ့လည်းကြောက်ဆောင်နေတာလို့ခီးမှောက်ပြီးတောင်းပြသွားပါလေသူရှင်ဖို့ပြီးမလုံနိုင်တဲ့အချိန်မှာဦးရီတော်ရောက်လာပြီးတနတ်ကိုကောက်ယူလိုက်ပါလေအင်းတော့ပြစ်ဖို့လုပ်နေတော့ပါပဲဘေးကြီးမှာရှောင်းလာပါလေဘေးမိတ်မှာပါပဲရွှေကျင်ဝဲမရှိတာကိုဦးရီတော်ကရွှေကျင်ကတက်တည်ခိုင်လို့သွားရတဲ့အတွက်ဦးရီတော်ကိုဖမ်းပြီးထုတ်လိုက်ပါလေ ဒါပေမဲ့လည်းလောဘဒေါသကြီးတဲ့ဘုရားတော်ကဒီကြီးမကလို့ဖားပေါင်းကြီးဖြစ်နေတဲ့ဒီမူဆိုင်ပဲတနက်နေ့ချိန်လိုက်ပါလေခုဆိုပုံမှန်မှုပါများသွားတဲ့အတွက်ဒီကြီးတိတ်တိတ်အရင်ဘုရားတော်ကပြောလာဖြစ်ပါလေတနက်ထဲမှာလည်းကြည်တော်နဲ့ကျွန်တော်တို့အီလုံးကမိကြီးရှိပါမိကလိုက်ပါလေဘုရားတော်ကတော့လက်တော့ကြီးတနက်ပါလို့ဆွဲလိုက်တော့တနက်ကြီးကလာသူ့ပါသူကြည့်သွားပါလေတကယ်တော့ဒါလေးအလုံးကအီလုံးရဲ့အကြံပြုလို့ဖြစ်ပါလေအရာရှိဆံပေးဝဲအောင်လို့ဒီကြီးကိုတွေးဝဲတော်တဲ့ကြောင့်လားအီလုံးပဲဖြစ်ပါလေဘုရားတော်ကိုထောက်ချခြင်းသူပြောတဲ့အတိုင်းလုပ်နေဖို့မိကြီးကိုရှောက်တော့ဒီကြီးကလည်းပေါ်တည်ခဲ့ပါလေ တတ်တည်လက်ခုလက်ချက်နဲ့ခံနိုင်လို့အရင်ဆုံးဦးရောမျက်နှာလွယ်လာတဲ့ကစားပြီးကိုပြင်းထဲမှာချပေးပါလေ။ဒီကိုပိုင်တော့တမိုင်းထောက်ထားလို့လည်းအကြီးကြီးကနေထားလိုက်ပါလေ။ဦးရောကဘယ်အချိန်လေးရောတစ်နှစ်ကိုပြစ်လိုက်မယ်ဆိုတာသိနေလို့နောက်ဆုံးပြောင်းရမှာအဆုတ်ဆုတ်ထားတာဖြစ်ပါလေ။သူ့ညီအတွက်လက်စားချင်ကိုအင်းလုံးကမြင်းထဲမှာဦးရောနဲ့တယောက်တည်းနေခဲ့ပြီးဆဲကိုပြိုချဖို့ချက်ပေးလိုက်ပါလေ။ဖြစ်ပြသွားတာလည်းကြောင့်ဦးကြောင့်ဒီအသိလွတ်နေတဲ့ဦးရောကဖက်ပြေးကိုလည်းမစင်စားပြီးတော့ပဲကိစ္စလုပ်သွားပါလေ။မီဒီယာအနာလည်းဒီနေသွားပြီးကိုအကျိုးဆောင်ရတဲ့အင်တီကိုလိုချင်တဲ့အရာကိုပြောပြပါလိမ့်။ဤတော့ကတော့ဇာတ်လို့မလိုချင်လို့ပြင်မ အရာရှိတာပဲဝယ်အောင်ကြည့်တာလို့ရှာလို့မရှိတဲ့အရာရှိတွေလာပါလေဘုရားကသူ့ရဲ့လူငယ်ရဲ့အချင်းတွေကိုသိနေမဲ့ဒီလောက်အစ်စ်အစ်စ်အဆောင်ချက်များတဲ့စာမျိုးတွေမှာဘယ်လိုများပို့ချခဲ့လဲဆိုတာအကြည့်နေပါလေတကယ်တော့အီလုံကပို့ချခဲ့တာမဟုတ်ပဲအမှန်တကယ်အတေနဲ့စာပြောတာလေးကိုဖြေခဲ့တာဖြစ်ပါလေလည်းတွေ့ရရှိဖြစ်လာတဲ့အချိန်နဲ့အီလုံကတော့ဘုရားတစ်ခင်ဘွားမှာလည်းပြောမွေးနေပါလေကိုယ်ဆိုရင်သူတို့လူငယ်ပြည်သားလူကမိမလာလေးကြည့်ရအောင်လဲပါဝင်လာပြီးဖြစ်ပါလေ